ဒုညရဲ့ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ဆရာမမြတ်နောင်ညိုရဲ့ပန်းချွေပွင့်ပုံပြင်ဆိုတဲ့ဝတ္ထုလေးကိုအပိုင်းဆက်အနေနဲ့ဖတ်ပြနေကြတာပဲဖြစ်ပါရဲ့ရှင်။အခုစာသိမ်းပိုင်းကိုဖတ်ပြပေးမှာဖြစ်ပါရဲ့ရှင်။ကြွပါဦးစင်။ထိုင်ပါဗျာ။မမတို့သားအမိထွက်ခွာသွားပြီနော်။ဆက်လက်ကြည့်ရှုပေးရသူမှာ။ ်တင်ကန်းဝင်ဖုံးတော်ကြီးတဦးဖြစ်သည်ဦးစင်းသည်လည်းအရင်6လတော့ကတီစေးုံမှာရံမကူးတော်ဘူးထင်ရလားအောင်အခြေအနေဆိုရမှာပြန်ပြီးဆယ်ယူထားနိုင်ခဲ့ကြသည်သူစင်ကလူဝိချောင်းနေတာပါပဲစေးုံစင်းပြီးမှမိဘမောင်နှမတွေကတင်ကန်းစီပေးထားတာပါကုသိုလ်ပါအောင်ဘဝကူးကောင်းအောင်ဖခင်တပြည့်သားတန်ခါဘဝကောင်းကဲယူမည်ဟုသူတို့ယုံကြည်နေသည်ဦးစင်းတစ်ဖြစ်မလဲမိကသူသည် ဒီယောဂါကို အပျော်ပါလိုက်စားရင်ရခဲ့တာပါမတန်သောဆေးထိုးအနှစ်ပိုက်ကိုဝိညာဉ်သုံးဆွဲခြင်းဖြင့် HIV ပိုးကူးစက်သောခေတ်သည်ကျန်ရင်းသလောက်ရှိနေခဲ့ပါပြီခုခေတ်မှာတခါသုံးဆေးထိုးအန်ဆေးထိုးပိုက်တွေကိုသာတက်တက်မမတ်သုံးဆွဲနေကြပါပြီတွေးကိုလည်းဆစ်ဆေးပြီးမှတွင်းပေးနေပါပြီအခုအဆင်များနေတာက လင်ကိစ္စဆိုမှ လင်ကိစ္စအကြီးကပါပဲဦးစိမ်ရီမေရိုဒီ နေတော့ပြန်ပြီးပြစ်ထားခဲ့သောစီးပွားရေးလုပ်ငန်းကိုပြန်ကြည့်ချင်ပါပြီ။ဦးစင်ကိုကံအားကြဆင်းလာခိုင်းဆွဲကပ်ဝင်ရောက်လာခဲ့သော TBC ကိုနှလားစားသုံးပြပါပြီ။နောက်၄လစာအနည်းဆုံးဆက်စားဖို့ညွှန်ကြားထားရသည်။ကိုအလေးစိန်တိုးလာပြီး CD4 အရေအတွက်လည်းတက်လာသောကြောင့်နုနုခိုင်တို့မှဦးစင်အချိန်လေးကိုအားရနေကြသည်။စိတ်မမဆာတော့ဦးစင်စိတ်ဘက်ကိုရင်ပြန်ကြရပေါ့။ဒါမှမဟုတ်ယောဂမတန်းပြပြီး မြို့ဝဆရာဝန်နဲ့ဆက်ခုနောက်တရပြီးတော့တခါနောက်တရ HIV ပိုးရှိသော လူနာမှာသွေးအားပမာဏ HIV စစ်ဆေးရန်သွေးဖောက်ရင်ကိုယ်လက်ကိုအဆိုင်မိသွားသောတက်ခွဲကန်းကျွမ်းကျင်သူတို့ကိုလည်းကုဆတ်နှုံးဆွတ်ချရန်စီညွှန်ပေးရသေးသည်ထုံးစံအတိုင်းပင်အပြင်လူနာကြည့်ပြီးသောအခါနေကင်းတနားကြီးခွဲသွားခဲ့ပြီးဆီယမ်နိုဘီကစပ်ပြေးပြေးနဲ့ စာလို့ကျိတ်နေပြီဆရာကြီးဟုဆိုသည်ကျမတို့နှစ်နာရီခွဲလအတွင်းလုံတာသွားကြည့်ကြအောင်နော်ဆရာကျမလေးနာရီဈေးသွားခြင်းလို့ဟုပြောသည်နင်းတို့ခိုင်ကအတွင်းလုံတာကြည့်ပြီးဒီနေ့ပြန်ထွက်ရမည်လုံနာနှင့်အေးဆေးလို့လက်စွာစကားစမြည်ပြောဆိုရင်နှစ်သိမ့်ဆွေးနွေးနိုင်မှုအခန်းလေးရနေပြီမို့စပွဲကလထိုင်ဝင်မာရအောင်မီပန်ကန်နဲ့ရေခဲတတာကိုတော့မမတို့သားအမိကလူရန်ထားပြပါပြီ နုနုခိုင်ပခုံးသားအိတ်ထဲမှာကိတ်ထန်ထဲ့ဖို့စအိတ်သည်သုံးလေးရက်ကြာအောင်းနေခဲ့သည်ဒေါက်တာဖုန်းမီကေကယခုအင်္ဂလန်တွင်ဘွဲ့လွန်သင်တန်းတက်နေလိမ့်ပြီအရင်လိုပင်မပြောင်းမလဲလက်လက်မြင်ပျော်ရွှင်မြဲပါပဲဆီယမနိုဘီကနုနုခိုင်အတွက်ရေနှေးချမ်းတမတ်ခွန်လာချပေးသွားလိမ့်သည်နုနုခိုင်လက်စေးသည်လက်တော့သည်ခုမှပဲကိုငင်းတိုင်မိတ်ဆွေကိုနုနုခိုင်တန်းကြနိုင်အားတော်သည် ဒါဆိုမောင်အသက်ထင်ရှားရှိသေးရပါတော့။မောင်ကကျွတ်မမရှိနေတော့မယ်တဲ့။မောင်ပြုငိုရာမောင်က HIV စပိုင်းကမလွတ်မြောက်နိုင်ခဲ့တာသိချင်သလောက်ပဲ။ဒါမှမဟုတ်အဲ့ဒီ80ကနေ80ရာခိုင်နှုန်းနဲ့ပါမတော့ပဲ။မကူးဆက်တဲ့20 30ရာခိုင်နှုန်းမှပါနေရော။နုနုခိုင်သည် အခန်းတကားကိုသေချာဆွဲစီလိုက်သည်။ပြီးတော့မှတကားပါကိုကြောပေးပြီးထိုင်နေသည်။တေးရဝင်လာရင် ဟန်မပြတ်အောင်ထမင်းကြိုင်ကိုတဆင်ပြီးတဆင်ဖြုတ်ပြီးစပွဲပေါ်တင်နေတော့လဲတကယ်တော့နင်းနုခိုင်ရင်းနှင်းလိုက်ကိုငိုချင်နေလာပါပြီတော်တန်းနေကွယ်လွန်သွားပြီးကလေးကမောင်တရင်အစာနာလိုက်ဖမ်းနိုင်ဝင်ပြတ်တောက်ခဲ့သည်နောက်ဆုံးကြားသိရသလောက်တော့မောင်ဟာရန်ကုန်မှာရှိနေတော့ပါ ခုစုံလေးနှစ်မကငါးနှစ်ပင်ရှိခဲ့ရောပေါ့ငါးနှစ်ပင်ကြောဆုံးခဲ့ပြီပဲနော်ဘာကြောင့်များတစ်ခေါက်တစ်ဖန်း မောင်ကိုရန်ကုန်မှာတရားကတွေ့ခွင့်ရပြီးနုနုခိုင်ထံသတင်းပေးပို့နိုင်ခဲ့တာပဲလေမောင်ဟာနုနုခိုင်နဲ့ကင်းပြတ်တဲ့အောင်စေယုံစည်းကမ်းတွေကိုရှောင်ရှားမိသူပါအဲ့ဒီနေ့မှာဘာကြောင့်များကိုငင်းတာကရန်ကုန်မြို့လေကိုပိုင်အထုပ္ပုစေယုံမှာဆင်းခဲ့ရပြီး မောင်ဟာကူးဆက်စေယုံအရာသူ့ကိုပို့ဆောင်ပေးဖို့အကြောင်းဖန်လာရပါတယ်ကိုငင်းတာရောက်လာချိန်မှာညနေနေဝင်ရီတယောက် ဆရာဝန်တွေမရှိသည့်အချိန်မှာဒါကြောင့်လဲမောင်ကနုနုခိုင်နဲ့မတွေ့လာဘူးဟုစွန့်စားပြီးလူနာလာဖို့သွားခဲ့တာပါမောင်သည်သူ့ဘသူဆိုတာကိုငိမ့်သားတို့ကိုအတိမပေးခဲ့ပါ သူ့ကိုကျေးဇူးတင်လို့လာတော့ကိုငိမ့်သားတို့ဇနီးမောင်နှမ်းကြောင့်သာသူတို့မိတ်ဆွေအကြောင်းနုနုခိုင်သိခွင့်ရခဲ့ရာပြီးတော့နုနုခိုင်ကသိနာလဲနိုင်သည် TV စေးယုံနာကပန်းချံအကြောင်းကိုသူတို့အမှတ်မထင်ပြောပြခဲ့ကြလို့ပါအခုကော စက္ကူပန်းမြင့်တွေရှိနေတော့မယ်လားမခံပြေးအဲ့နေရာမရောက်တာ၅နှစ်တောင်ရှိခဲ့ပေါ့မောင်ရှောင်ပြေးသွားပြီးရဲ့နောက်မောင်များစိတ်တွေရောင်မှပြီးရောက်နေမလားလို့ခိုင်သွားကြည့်ခဲ့မိပါသေးတယ်မောင်ရန်ကုန်ပြန်ရောက်နေရလားခဏလာနေရလားမောင်ဘမရှောင်ပုံးနေခဲ့တယ်မောင်ရင်မောင်ဒီလောကထဲမှာအသက်ထင်ရှားရှိနေဖို့ခိုင်အမြင်ညွန်လေးနဲ့ပေါ့မောင်ကြွကြွမမရှိနေရကြရတာ ခိုင်သိမ့်ဝမ်းသာတာပဲမယ်တကားနဲ့အတွေ့ကနေကြလိုက်ရပြီပြန်လည်ငြိမ်သက်သွားသည်တယောက်သည်ခိုင်ရဲ့အကဲကိုကြည့်ပြီးအသံမပြူပဲတိတ်တဆိတ်ပြန်ထွက်ခွာသွားပုံရလေသည် ခိုင်ကတော့လက်ထဲမှာစွန်းကိုသမင်းမှာထိုးဆိုင်ကင်ထားလျက်ဟိုစဉ်ငယ်ဘဝတို့တိုင်းပြေးပွားရှာပွေနေသောစိတ်နှိပ်ပြနောက်သို့နှောင်ကျိုးမဲ့လိုက်ပါသွားနေခဲ့လေ၏ ကွန်းခုလဲပါ ပြောလဲမထားတော့အချိန်တွေမှာခင်းစော့ဆဲဖုန်းမိလာကအခုဖြစ်သူကစားတော့ဆိုင်တခုမှတွေးဆိုဖို့ချိန်ဆလေးရှိသည်ပြန်လည်ဆုံးတွေ့ရသည်ကိုခင်းစော့ဝမ်းမြောက်မဆုံးမီအကိုကြီးကနှုတ်ဆက်ထွက်ခွာသားတတ်ပြန်တော့သည် ခင်းစော့သည်ဥမာရင်းနှင့်အမေမွေးထားသောနှမတွေကိုခင်းခင်းတွတ်တွတ်မရှိလာတော့လဲနှမနှစ်ယောက်ပညာထွန်းမြောက်ဖို့ကိုအထူးဂရုစိုက်အကုန်ချခံသည် သူ့ကိုအကူအမီတောင်မြှောက်ပေးပြီးသည်နာမိသားစုကို သူကတည်းကလူလူလန်းလန်းပြန်လဲကြည့်ရှုနေနိုင်ပါပြီခင်စော် AGDI မှအကြောင်းပြပြီးသည်နာ မကြမတင်ပါပဲတင်းမောလိုက်သွားခဲ့သည်တင်းမောနှစ်ခေါက်ဆင်းပြီးမှအိမ်တော်ပြုသည် သူငငယ်ကတိုက်ဖူးတွဲဖူးသောမိန်းကလေးများကိုလှဲ့မကြည့်တော့ပဲစီးပွားရေးလုပ်ငန်းရှင်ကြီးတယောက်၏တဦးတည်းသောသမီးလေးကိုခန်းခန်းနာနာတင့်တင့်တဲတဲလက်ထပ်ယူလေသည်သူတင်းမောမလိုက်တော့ပဲ ငါးပစုံလုပ်ငန်းတစ်ခုကိုရကမနှင့်ဖက်ဆက်လုပ်ကြရင်ခုတော့ဖြင့်ပရာဒိုစီက6မိုင်ခွဲမှာအခြေချနေတော့သည် အမိမိခင်အဖိုးကို ဥတင်ခေါ်ထားကြတဲ့ကလည်းသူ့တိတက်မှုကိုလေးစားလုပ်ပဲပင်မလာရီကတော့တော်ခင်နဲ့နှစ်အတူနေထိုင်သည်ဥမာရီကလေးဖြတ်ပြီးကိုတချမ်းလေးနေ၏သူတို့အတွက်ခင်ဇော်ကပဲလိုင်းစားရမှာ တိုက်ခန်းဝယ်ပေးထားသည်တတရရနေထိုင်ရစေခြင်းသလို့ သူ့ဘဝမှာလည်းခက်ခါခွာခွဲထုတ်ထားလို့ဟန်ရှိလေသည်အရင်လေးငါလာတွေ့စဉ်ကောင်ကနေနှိုင်းရှင်လေးဒီတခါအကိုမဆိုးသလောက်ပိန်ကြသွားသလားဟုခင်စုံအကဲခန့်လေးလာနေမိသည်အကိုကြည့်ရတာခရီးပန်းလာသလားမသိလွမ်းလျာပန်းဟိုက်နေသလိုပဲဟုသူယူဆနေမိနေသည်စင်ရော်ကသူ့အသက်ရွယ်ကိုတိမထားလင်30ဝန်းကျင်သာထင်ရလောက်လူဟန်တိတိပြပြပင်အလုတ်ချမ်းမရှိနေမလာသောကြောင့် အသားရည်ဆူဆူပြပြဖြူဖြူဝင်းဝင်းပျော့ပြောင်းမြုံမောင်းသောသပင်ရိုင်းတွေကနဘူးပေါ်ခန့်ခန့်နိုင်ဝဲလျက်ချီကောင်းနေသေးပင်ရန်ကုန်စင်းလာရင်သူ့တဲခုပဲနေရသည် အများအပြင်ရန်ကုန်မြို့နယ်မှာတဲခုပဲတစ်ခုခုဖြစ်နေလေးရှိသည်သူ့အဆက်အသွယ်နဲ့သူကာယံဝဲလုံးတစ်ခါမန္တလေးပြန်တက်သွားအလုပ်ပြီးသည်နဲ့ဇင်ရော်ရန်ကုန်မှပြတ်သွားစမင်းအမှန်တော့ဇင်ရော်သည်မိသားစုနဲ့ လူရောစိတ်ပါကင်းကွာနေခဲ့ပြီခင်စောတောင်းဝင်ယူနိုင်လာလေဇင်ရောစိတ်ချနေကြဝေးလံသွားလေဇင်ရောလက်ကြားရှိ London Secret မှာပြာတော့တွေ့ကြတော့မလို့ရှေ့လျားနေပြီမို့ခင်စောကစနိတ်ပြာခွက်ကိုရှေ့တိုးပေးလိုက်သည်သူအကိုဘာရီစဉ်းစားနေပါလဲဟုခင်စောမချစ်မယဲမှန်းဆကြည့်နေပြီပြန်လေသည်ထအောင်ကြီးအကိုချင်းဖြစ်တော်လဲ အသက်ရွယ်ကားကွာဟသလိုတဖက်ဤစီလည်းဖြစ်ကြပြန်သောကြောင့်လားမသိရုပ်ရည်စိတ်သဘောရကအဆဆကွာဟသည် အကိုကတွေ့ဝေအားနေသလားခင်စော်ကလက်တွေ့သမားခင်စော်မှာစင်းရော့ချက်ပင်ရှင်းရော်သလိုရှိနေသည်ဖခင်ပိုက်နယ်ပြီးထိတ်ပါသလိုဖခင်လိုရမကနှစ်နှစ်ကြိုက်ကြိုက်မိဝဲရင်ဘိုက်အတော်ဆူရွှဲနေလိမ့်ပြီတကယ်တော့အကိုရောက်နေသည် ဖုန်းဆက်လိုက်သဖြင့်သူ့အလုပ်ကိုဖျက်ပြီးကမန်းကဒန်းထွက်လာကရွှေရှမ်းကံမှာစုံတွေ့ရသည် ဘယ်နေ့ကရောက်သည်ဟုအကိုကမပြော သူကလည်းမမေးခဲ့ပါလိုအပ်သမျှကိုသာချင့်ချိန်မေးမြန်းပြောနေကြတာကြားနိုင်ရှိပြီပေါ့အသက်ကွာသောအကိုဖြစ်သူကိုခင်ဆောင်ငယ်ကလေးကရှင်သည်တစ်ဖက်ကလည်း အငယ်ရီအပေါ်ကျင်းနာငဲ့ကွက်မြဲအကိုကြီးကို သူလေးစားခင်မြလာခဲ့သည်ညနာများသောအမေကိုသူညဉ့်ညင်စိတ်ကွက်စေခဲ့ကမူမင်းအမေဟာအတိညာအနေသာကွက်မြဲတနာစရာပါ ဆိုတော့အဖိုးဤဆန္ဒအရသူလည်းချစ်ခင်တနာနေခဲ့ရသည်။ဒါနဲ့ပဲတနွေငယ်တစဉ်ပါဥမာဤပင်မကြံစေရအောင် သူက ထောက်ပံ့ကြည့်ရှုနေရသည်။ကောင်မလေးတွေဆောင်းဝက်အောင်ကြရဲ့လားညီ။အောင်နေအကိုငယ်မကဘွဲရပြီးမှကွန်ပျူတာဆက်တယ်မလို့တဲ့။ကျွန်တော်68မိုဒယ်လုံးကြည့်ထားတယ်။ IBM ပဲကောင်းပါ။သူကစင်းအင်းတွက်ချက်တတ်တဲ့သူ။ခင်စော်ကပြင်းကားတော့နဲ့ တက်ကြွကြော်မြည်ရင်ဘီယာမြုံနေစဉ်ဇင်ရောကမြေပဲဆံဝါလိုက် အာလူးကြော်မြည်လိုက်နေတူကနန်းစိတ်ကနန်းစိတ်မပါလက်မပါနှုတ်ဆင်နေသည်အရက်မပြောနေဘီယာပင်သူမတောက်သုံးလာကြပြီမှန်းခင်းစောသတိထားနေမိသည်ခင်းစောပြောကြံလာသောစကားတစ်ခွန်းသည်ပစံမှမထောက်ဝင်နိုင်လယ်ဘေးနှင်းတွင်တိုးဝှေ့ရောက်ရက်ခံနေလေသည်တမားတော်ကြီးဥလိုက်မြည်လက်အောက်တွင် ခင်းစောအဖေဥကျင်ဝိုင်းအလုံးလုံးနေစဉ်တော့ကခင်းစောသိငယ်သေးသည်သူတို့စီ တမားတို့ကြီးသမီးနုနုခိုင်ကိုသူချစ်ခင်ခဲ့သည်နုနုခိုင်က ချိုချင်းတွေဘစ်ကစ်တွေကမ်းပေးလင်းရှင်အန်းအန်းနဲ့ဝမ်ပန်းတသားဆက်ခနဲယူပြီးအမိနာမှာပြေးပုံးကွယ်နေတဲ့သူကိုသူကောင်းကောင်းမမေ့သည်အကိုကြီးနဲ့အမခိုင်ချစ်သူရေးစားဖြစ်နေကြသည်ဟုတငယ်ချင်းတွေကရောကြီးတော်ကြီးဒေါ်အင်းနစ်ကပါပြောပြစဉ်သူ့လောက်ဝမ်းသာသူရှိမည်မထင်အကိုကြီးအရာရှိဖြစ်လာစဉ်ကသူတို့ဤဘဝအခြေအနေခိုင်ကန်းစားပြုပြီးဟိုစဉ်ရောအားတက်ခဲ့သည် ဘာကြောင့်ရမသိအကိုကြီးနဲ့အမခိုင်မယူပြကြအကိုကြီးကလည်းအလုံးပြုတ်လေသလားထွက်လေသလားမသိတေချာတာကတော့ပထွေးကြီးအိမ်သို့ပြန်ရလာကစာပန်းလောက်ကန်ရှာဖွေစဉ်ကလေးရိုက်နေတော့သည်မိမကိစ္စတစ်ခုကြောင့်အမခိုင်ကအကိုကြီးကိုအထင်လွန်းစိတ်နာသွားခဲ့သည်ဟုတော်ကြီးနှစ်ကပဲခင်စော့အဖိုးကိုပြောပြခဲ့လေသည်နောက်ဆုံးတစ်ချိန်တွေ့ရတွေ့တွေ့မြင်ခဲ့ချိန်မှာတော့သူ့အကိုကြီး ဒီတချိန်အမခိုင်နဲ့မလွှဲနိုင်တော့ဘူးဟုသူသေချာခဲ့သည်။သူသင်းမလိုက်သွားခဲ့သည်။သူပြန်လာချိန်တွင်အကိုကြီးသည် အမခိုင်နဲ့ကွဲပွားသွားခဲ့ပြန်ပါသည်။ဒီတချိန်မှာတော့အမခိုင်က အကိုကြီးကိုလက်ရှာခိုင်းကြောင်းတော်အင်းနစ်ကညှိတွားသည်။ခင်းဆောင်မှာ အကိုကြီးအပေါ်ဂယုနာတော်သားနဲ့ညုံညင်ခဲ့မိသည်။တစ်ဖက်ကလည်းအကိုကြီးအပေါင်းအသင်းတွေမှာ မနစ်မြုပ်ဝဲစရိုက်တွေရှိကြသည်မူအမခိုင်နှင့်မနီးစက်နိုင်တာအကြောင်းရက်တွေရှိနေမှာပဲဟုလည်းသက်ပြင်းချခဲ့ရပြန်တော့သည်။အင်းများအချိန်တွေကြာမှာအမခိုင်နှင့်မဆုံးဖြစ်ခဲ့ပါ။အရင်လတည်းကမှပါ။ဆုံမဲ့ဆုံတော့လေကြံ့ကြံ့ပပန်ရေဝေးမှာရောက်ကမကြီးမိတ်ဆွေပေါမောက်ခါဟောင်းကြီးသည်ဒေါက်တာနွမှုခိုင်နှစ်ရှည်လာများလူလာဖြစ်ခဲ့သောကြောင့်အနှစ်အတုပကိုတမတ်နှင့်ရောက်ကမအတူသွားဖို့ကြရင်အမခိုင်နှင့် စုံစည်းခွင့်ရခဲ့လေသည်အရောင်းနောက်ကျလေသောအမခိုင်ကိုနောင်နာကြကြထိုင်ကုန်တစ်ခုမှထိုင်နေအဝေးမှလမ်းမြင်သည်တနေ့မှမကြီးတော်ရမြည်ဟုတစ်ဖက်သက်ရင်းနှီးတွေ့တာလာခဲ့သည့်အားလျော်စွာခင်စော်ကအမခိုင်ကိုမြင်မြင်ချင်းမှတ်မိလေသည် အမခိုင်သူ့အနားရသည်နှင့် ရှေ့လုံမတော်အောင်လာအမခိုင်ဒီမှာနေရာလွတ်ပါလေဟုစီးကြိုခေါ်ခြင်းသည် ကျေးဇူးတင်သောအပြုံးကလေးနှင့်အတူဝင်ထိုင်လိုက်ရင်ဆယ်နှစ်လောက်မတွေ့ခဲ့ရသောသူကိုအမခိုင်ကဇဝေဇဝါကြည့်နေခဲ့သည်ကျွန်တော်ခင်ဇော်ပါခင်ဗျာကိုစင်းရညီပါအမခိုင်ဒီအခုတော့ကျွန်တော်ကဝနေတော့အကြီးနဲ့အတူမနေဘူးလားခင်ဗျာအဲ့ဒါလို့သူကအရှုံးမအယုံးဝင်လိုက်စဉ်မမခိုင်သည်ဖြူဖက်ဖြူရဖြစ်သွားခဲ့လျက်သူ့လက်တစ်ဖက်ကိုခရံကရန်တင်းကျပ်စွာလှမ်းကင်ထားခဲ့၏ပြီးတော့မျက်ရည်တွေမျက်လုံးအိမ်မှာပြည့်စံလျက်တုံကြလာတော့မလို့တလဲလဲ နှုတ်ခတ်ရွှန်းဆိုလာသည်စင်ရောပမာသိန်းကပါမမခိုင်အကျိုးစားနိုင်ဆုံးပြောထွက်ခဲ့သည့်စကားလုံးတွေပါအကိုနှင့်မမခိုင်ဘာရီးပဲဖြစ်ခဲ့ဖြစ်ခဲ့ခင်စော်တေးချာသွားတာကမမခိုင်ကအကိုအတွက်ချစ်ချင်းမြတ်တာရင်းမှအပြည့်ရှိနေစေဖြစ်သည်ဆိုတာပါပဲအကိုဟာဘလောက်များတိတ်သေးလျှို့ဝှက်လိုက်တယ်လဲဆိုပါလေတအူးတီးသောညီကိုပင်သူ့ဘမအတီတကြနေထိုင်ဆောင်အတိမပေးပါမန္တလေးဘက်မှာပဲမခိုင် 21မိုင်ပြုံးမြင်ပဲလဲဖြစ်နိုင်တယ်။ကျွန်တော်အတိအကျမသိဘူး။ဘူးအားတော်အာနာအပြေပေးခဲ့ရသည်။ကျေးဇူးထုလေးပြီမို့အာတုပပူသောပရိသတ်လှုပ်လှုပ်ရှားရှားနေရာမှာထားကြသည်ခင်းသောရောက်မှကြီးကလည်းအသိမိတ်ဆွေတွေ့နေသောတမတ်ကိုလှမ်းကြည့်လေသည်အမားရဲ့လိပ်စာကပြားယူထားသောတယ်လီဖုန်းနံပါတ်ပါတယ်သူနဲ့အဆက်အသွယ်ရရင်အမကိုပြောပါကွယ်ဘူးတောင်းတမမန်ကလေးပြောသွားပုံမှာခင်းသောကိုရင်းနှီးနာကျင်စေခဲ့သည် အကိုလုပ်ငန်းကံကံအဆင်ပြေရလားမဆိုးပါဘူးကွာစကားကြွယ်နေကြခင်စောသည်အကိုကြီးရှေးမောင်မှာအားစေးမိနေတယ်လို့ပြောစရာရှာမတွေ့ပဲရှိနေသည်ငွေလိုသလားဘာလို့ပေးရမလဲဆိုသောစကားတွေကိုလည်းသူမပြောဝင် အကိုဖြစ်သူ၏မာနကို ထိခိုက်သောမှသူတိတ်ဆိုးရင်သည်သူ့အပေါ်အဆက်အသွယ်ဖြတ်သွားလျင်မခတ်ပါလားမတိမတာတိုင်ကန်နိုင်ခိုးကြည့်မိတာကိုပင်သူ့အကူကရိမ့်မိသည် မင်းအချင်းချင်းရှင်ပြန်တော့ခင်တော့ဘာအချင်းချင်းမှမရှိပါဘူးအကိုရဲ့ကြုံလုံးကြုံကိုင်းအေးအေးဆေးဆေးပါအကိုရကဲစားကြံပါကြတော့မလားအကိုစားပါလားကောင်းပြီလေစားကြတာပေါ့ဟိုဟာစားမလားဟိုဟင်းကြုံမှာမလားနဲ့တကယ်တော့ခင်စော်ကသာမီနူးကြည့်ရင်မှားရသည်သူ့အကိုအစားအသောက်ကိုလည်းမမမမမရှိအမကိုဆောင်ရင်စရင်တိမ့်မှန်နေသောဇပွဲလူငယ်ကို မျက်နာပင်အကြည့်မှာခင်စုံရင်ထင်းကလေးခုံသည်ဇဝဲရုလူငယ်ပေးမှကျော်လုံးကသူ့အကြည့်ကလေကားမှတက်လာသူတဦးထံရောက်ရှိသွားခဲ့လေသည်လေကားကိုကြောပိတ်ထားသောအကူဖြစ်သူသည်တရှိုးစားနှင့်သူ့လက်ချောင်းတွေကိုတန်ရှင်းသုတ်သိရင်ခင်စော်၏အမူအရာပြောင်းလဲပုံကိုမမြင်တွေ့ပေနုနုခိုင်သည်ခင်စော်ထံမှတယ်လီဖုန်းရသည်နှင့်ကဒန်းခေးရိုက်ထွက်လာခဲ့ဟန်သပင်စုသည်ချီနောက်ထားရာပင်ကပူကေယောနှစ်သိမ်မှာအချို့ဝေဝဲကြနေသည် မျိုးလုံးအဝိုင်းသာစိတ်စောပူပန်နေလျက်ပြန်ပြူးသောနဖူးပြင်တွင်ချွေးပောက်ကလေးများအသေးကနေသည်လက်ထဲတွင်ကားတော့ကလေးကင်ထားသည်မှအပါပတ်စံရည်ကလေးပင်ဆွဲယူလာဖို့တတိမြအားရှာဖို့ထင်ရင်နွနုခိုင်၏ခြေတန်သည်ဖောက်ဖောက်ရှက်ရှက်ကလေးများသာပါပဲသို့သောစင်ယောင်းနှင့်နွနုခိုင်တွင်တစုံတရာသောဆက်သွယ်နောက်ကျိုးရှိလေသလားမဆိုနိုင်သူ့နောက်ကျိုးသို့နွနုခိုင်နိကလာချိန်မှာစင်ယောင်းဆက်ခနဲဆုံလက်ကြည့်ဖြစ်သည်နွနုခိုင်က ်ဆင်ရောက်ပခုံးပေါ်လက်ကလေးတင်ရင်တူးတိတ်စွာရှိုင်ကြီးလိုက်နေသည်ကွလဘာအကူအကူခံစားနေရတာကိုကျွန်တော်မကြည့်နိုင်တော့လို့အချောင်းကျလိုက်ရတာပါကျွန်တော်ကအဖြစ်တင်တော့စပယ်ရိုကလေးသည်ဤစပွဲမှာဧည့်သည်၃ယောက်ကိုခန့်ကြံကြောင်ငေးကြည့်နေစောစောကဟင်းတမဲနမဲများမှားကြပြီလားမမှားရသေးဘူးလားဆိုတာမသိကြတော့ပဲသူ့ဆာရွက်တွင်ပြန်လည်စမ်းစစ်နေရလေသည် ခိုင်ကငငယ်တော့ဆိတ်လူလိုက်ပြီးဆုံးဖြတ်ခဲ့တယ်။အခုတော့ခိုင်လူကြီးဖြစ်ပြီးမို့အသိပညာရှင်ပြီးဆုံးဖြတ်ရမှာတဲ့။အရင်ကနှစ်တော်အောင်ပြောခဲ့တဲ့စကားတွေလေ။အသိပညာနဲ့ရှင်ပြီးတော့ပဲမောင်ခိုင်အမြင်စောင့်နေရှာနေခဲ့ရပါ။တိုးညင်းသောခိုင်စကားတွင်ခိုင်ဝင်ချက်ကပြတ်သားခိုင်ပါ၏။စင်ရောမျက်နှာပန်းသွေးထသွားသည်။အေဒီမှာနှစ်ယောက်နောက်ဆုံးတွေ့ဆုံစဉ်ကသူပြောခဲ့သောစကားတွေကို ခိုင်မမဲ့ရပြန်ပြောနေတာပါ။ ူပခုံးပေါ်တင်ထားသော ခိုင်လက်ခုံကိုသူရောင်ရမ်းပြီးကင်မိသည်ပြီးမှပြစ်မှုကျွနုံမိသည်အလားဖြက်ကနေစို့ပြန်လဲရုပ်သိမ်းလိုက်နေသည် HIV ပိုးသည် သူ့အရေးပြားကိုဖောက်တွင်းပြီးခိုင်အရေးပြားရဲစိတ်ဝင်မသွားနိုင်မှန်းသိရနေသူကြောက်လန့်နေမိသည်ခိုင်သည် သူ့ပခုံးမသည်လက်မောင်းစီသို့လက်ကိုရှော့ချဆုပ်ကင်နဗေးထိုင်ကုန်တွင်ဝင်ထိုင်လိုက်လေသည်ထို့အခိုက်အတန့်မှာသူတို့၏အုံနောက်တွင်လည်းထွေပြားနေသည်သူတို့၏နှလုံးသွေးတွင်လည်း ဝဲခရချနေသည်တေချာတစ်ခုကတော့ခိုင်ဟာမောင်းပွားရဲ့မင်းရှုတစားအလင်းရောင်ပဲမူပဲနေရာသို့ဘလူပင်ထွက်ပြေးလဲစံအားနဲ့သာဖြက်ချက်ထုံးပနေတော့တာပါပဲဇင်ရော်သည် ပထမဆုံးအကြိမ်ဖြစ်ခိုင်နှလုံးများကိုရဲရဲဝင်းဝင်းရင်ဆိုင်ကြည့်ကခိုင်ခိုင်ကြည်ကြည်ပြုံးလိုက်သည်ငါးနှစ်ကြာသွားတဲ့နောက်မှာတော့ခိုင်ရပထမ မောင်အားဒုတိယ post test counseling စစ်စစ်ပြီးနှစ်သိမ့်ကျွင်းွေအကြံပေးမှုကိုနားလည်လက်ခံလိုက်ကြပြီပေါ့နော်။မောင်မင်းဆန်တော့မနာကျင်တော့ရှာမပြေးတော့ဘူးခိုင်။ခိုင်လန်းညံသမ ्या မောင်လိုက်နာတော့မယ်။မောင်မောနေပါပြီခိုင်။ခိုင်ဒီစင်ရောင်းလက်မောင်းကိုဖြင်းညက်လောက်ရရင်ရှိုက်တန်တော့ပြုံးရလိုက်ရှာသည်။စင်ရောင်းမှာအကိုနဲ့အမကို ကြည်နူးကြည်ခွဲငေးကြည့်နေရသည်။ရှောက်ထွေးနဲ့နေသောဇကလုံးတွေဟာသူ့နားမှာပဲ့တင်ထနေခဲ့သည်။ ရိုးစင်းလာသောအချစ်ဇလန်းတစ်ပုဒ်လေးလားမြင်တွေ့နေကြကြားပုံနေကြအချစ်ဇလန်းများနေမတူ၊ကွဲပြားခြားနားနေသည်မို့ဂျီတီတီဝါကြကြသင့်ခါလိုက်မောလီသောစွန့်လွတ်မှုခွင့်လွတ်မှုနားလည်ခြင်းမျှဝေခြင်းရင်ဆိုင်ခြင်းခံရခြင်းစသည်ဖြင့်ဘယ်ကဏ္ဍမှာဘယ်သို့ဘယ်ပုံဂမီးထူမှတ်တမ်းတင်ရမှာပါလဲပန်းချွေတို့ဝင်ဤအနာဆုံးအချိန်မောင်မခိုင်တယောက်တည်းပါခိုင်းလို့ထုံးကွဲချငိုကြွေးရမတဲ့ တုံခိုက်အကွဲနေစရာမလိုတော့ဘူးဆိုတာခုတော့မှယုံကြည်စိတ်ချထားပြီနော်။မောင်ဘရုံးမအောင်ငယ်စေရတော့ပါဘူး။မောင်ဘရုံးမမရှုံးနိုင်စေရတော့ဘူး။ချစ်ချင်းမေတ္တာတွေဟာမောင်အပားမှာအရှင်ပဲပါမောင်ရင်။မောင်စိတ်ဓာတ်ခိုင်မာနေပြီမို့လဲ။မောင်ဟာစေအရက်အားလုံးဖြတ်နိုင်ခဲ့တယ်။ secret နည်းနည်းဖွာစင်တတ်ပြီမယ်။မောင်တတိထားတိုင်းဆောင်မယ်ခိုင်သိနေတယ်။မောင်ဟာတစ်ခါတည်း နှလုံးတိတ်တိတ်အခုံမြန်တက်ပြီးဓမင်းရှာလာမသိမိလွယ်တဲ့လွန်နာကလွဲလို့တခြားဘာကပားယောဂဝေဒနာတစ်ခုမှမခံစားရသေးပါဘူးမောင်ကုသကံအချိုးပေးရလဲကောင်းနေသေးရမို့ဒီနှစ်နှစ်ရှည်လာများဘာယောဂလက္ခဏာမှမပြသေးပါဘူးတနေ့နေ့မှာတော့တချင်ချင်းမှာတော့မဝေးလာတဲ့ကာလမှာတော့မောင်ကိုယောဂတစားတစားဖြည့်ဆည်းလာအောင်ပါပေါ့မောင်ရင်အဲ့ဒီအခါကျရင် ခံရောမောင်းမိခင်မောင်းမောင်းမှားရပါမောင်းကိုမြတ်တာကိူနာရီပန်းထုံပြုစုကြမှာမို့မောင်းတိတိငိငိအေးအေးချမ်းချမ်းနဲ့တည်ခြင်းတရားကိုရင်ဆိုင်နိုင်သွားမှာပါတည်ခြင်းဆိုတာလူတိုင်းမလွဲမသွေရင်ဆိုင်ရတာကြီးမို့မောင်းမတုံလို့ပါဘူးစိုးကြောက်ထိတ်လန့်စမြဲဝိုင်းပယ်ရှောင်ရှားခြင်းရက်စမှုကြီးကိုမောင်းမတွေ့ကြုံစေရပါဘူးခိုင်အတွက်မမေပေးထားခဲ့တဲ့စိန်ဆွဲကြိုးကလေးကိုထုခွဲပြီး ။မောင်ရဲ့နောက်ဆုံးအချိန်လေးမှာတိတ်တိတ်ဆိတ်ဆိတ်အေးအေးချမ်းချမ်းနေနိုင်မယ့်ကြိုက်ကန်းကလေးဝယ်ထားပေးရဲ့မှာ။အလူမီနီယံဖျားစင်ကိုဒီနေ့ပဲခိုင်တဲ့မောင်ခင်စော်တောင်းပို့ထားတယ်။မမေကိုးကွယ်ခဲ့တဲ့တခိဏတာခါဆင်းလူတော်ကိုလည်းပင့်သွားမလို့။စင်အောက်ထပ်ဗီဒီယိုထဲမှာတော့ဖျားစာအုပ်တွေအစီအရေထည့်ထားပြီးပြီမောင်။အိမ်တွင်ပြုစုကုသမှုတွေကိုမောင်ဆွေမျိုးမိပါတင်နာလဲအောင်ခိုင်ရှင်းပြပြောပြနေတာကြောင့် ခိုင်တဲ့အတူသူတို့ရှင်နာပြုစုစောင့်ရှောက်ကြမှာပါမေတ္တာကိုရရှိပြီးမေတ္တာကိုပေးတတ်တဲ့သူတယောက်ရဲ့နောက်ဆုံးအချိန်ဆက်ရောက်လာတဲ့ဒီနေ့မှာလည်းမောင်အေးချမ်းဝင်ရပါစေလို့ခိုင်အဖန်တလဲလဲဆုတောင်းနေပါတယ်အချစ်ရဲ့ညာနောင်ညိုတွေ့ရပြီးစားတဲ့ဘူကစားရှိနေသည်ဖြစ်စေပတ်ဝန်းကျင်ကြောင့်ရောရောင်မိသည်ဖြစ်စေမတော်တဆတနွေငင်းဒဇင်ပါသည်ပဲဆိုဆို အပြားအနာခတ်သွားသည်လည်းပြောပြောမသိနားမလဲသောကြောင့်ပန်းပွင့်တို့ကတော့အခါမတိုင်မီတဖြုတ်ဖြုတ်ခြွေလင်းရဲ့ဆုံးနေကြသည်ညမောင်းမျိုးပန်းခြွေပွင့်ပုံပြင်းအဆုံးထိနားဆင်ပေးခဲ့လို့ Jesus demais.